အမေရိကန်ကလူစီကားရာကန်းကြီးတစ်ခုမှာရဟတ်ယင်ပြကြမှုကြောင့်ကလင်းငယ်ပါဝင်လူငါးဦးထံရရသွားခဲ့ကြောင်းသိရှိရပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းကဟန်တင်တန်မြို့မှာအော်တိုဘားလ17ရက်နေ့ကရဟတ်ယင်ဟာတီတီငင်ငင်ပြန်တန်းနေရကနေရုပ်တရက်တစ်ခုခုပြဿနာပေါ်သွားဟန်နဲ့ခြားခြားလေးလေးထွက်သွားခဲ့ပြီးအဲ့ဒီနောက်အဆောက်အုံတစ်ခုစီထိုးချသွားခဲ့တာပဲဖြစ်ပါတယ်။ကန်ကောင်းစွာနဲ့ရဟတ်ယင်ပြကြချိန်မှာမီးတော့မလောင်ခဲ့ပါဘူး။ ရဟရင်တွေကလူနှဦးကိုဘေးကင်းတဲ့စီအအောင်မြင်မြင်ဆွဲထုတ်နိုင်ခဲ့ပြီးကလင်းငယ်ပါဝင်လမ်းသွာလမ်းလာသုံးဦးထံရတွေရရှိခဲ့ကြပါတယ်။ဒဏ်ရာရရှိသူတွေကိုစေယုံတင်ပို့ထားရပြီးသူတို့ရဲ့ဒဏ်ရာချေနေတွေကိုတော့မသိရသေးပါဘူး။ဒေတာကရဲတပ်ဖွဲ့တွေအနေနဲ့ရဟတ်ရင်ဘာကြောင့်ပြစ်ကြလဲဆိုတာကိုစုံစမ်းနေဆဲဖြစ်ပြီးရင်းရဟတ်ရင်က အဲ့ဒီနေရာမှာရဟတ်ယင်တွေဆူဆင်းပြီးပါတီတစ်ခုကျင်းပဖို့စီစဉ်ခဲ့တယ်လို့ရဟတ်ယင်တွေရရှိလာတာကိုအပြော်သဘောအနေနဲ့ဆောင်ကြည့်ဖို့ကန်းချေရောက်ဧည့်သည်တွေကိုဖိတ်ခေါ်ထားကြောင်းသိရှိရပါတယ်။ယခုလိုဖြစ်ခဲ့ပြီးတဲ့နောက်ပါတီကိုလည်းမကျင်းပဖြစ်ခဲ့ဘူးလို့သိရှိရပါတယ်။